ဦးစင်းဖေဟာတပည့်တော်တီဗီပြပါဖေဟာဒီမတ်လ28ရက်ကငလင်ချောင်းဆင့်ကိုင်မှာရှိတဲ့ဒီဖျားစီတီတီအပါဝင်ပေါ့နော်ဦးစင်းတို့သတင်းသုံးတဲ့ချောင်းဆောင်တွေပျက်စီးသွားတယ်လို့သိရပါတယ်အဲ့ဒီအခြေအနေလေးမေးချင်လို့ပါဖေဟာဦးစင်းတို့ကကျွန်တော်ဩဂလာပတီခဲ့တာပေါ့ဗျာဖေဟာတော့ရှင်ပါဦးစင်းတို့ဦးစင်းတို့ဖေဟာဆိုအညာရွှေတကုံပေါ့အညာရွှေတကုံဆိုပြီးတော့ကိုတော့နာမည်ရှိခဲ့တာပေါ့တမိုင်းတော့ပြန်ပြီးသွားတာတော့တကားကြီးအဲ့ဒီ28ရက်နေ့က မလေးမှာအညာရွှေတကုံငွေတကုံစီရီတော်နှစုလုံးပါသွားတယ်ပေါ့လူသေးဆုံးဘောတော့မပါဘူးပြဦးစင်းတော့ဦးစင်းတပားပဲနည်းနည်းမမထိကြိုက်တယ်ပေါ့ဦးစင်းလေးနေတဲ့ဆောင်ဟိုနှစ်ဆောင်ပေါ့နှစ်ထပ်ဆောင်မှာဆိုရင်နောက်ခံလုံးလုံးမွန့်ကြသွားတယ်ပေါ့ဗျာဟိုတစ်ထပ်ဆောင်တစ်ဆောင်ဆိုလို့ရှိရင်အဲ့မှာအဲ့ဒီအခုဒဏ်ရာရတဲ့ဦးစင်းအဲ့ဒီတစ်ထပ်ဆောင်မှာဒီလိုမျိုး စာဖတ်နေရင်လည်းဘောမြင့်မို့ပြုတ်ကြသွားတာပေါ့အဲ့ဒါကိုသူကအရှောင်မြန်လိုက်လို့ဟိုလိုတဲ့အယူနဲ့အသက်ဆုံးတယ်လက်ရှိချိန်မှာဦးဇင်းတို့ကမှဘယ်လိုအခက်အခဲတွေကြုံနေရလဲဗျာအခက်အခဲကတော့ဘလူကြုံနေရလဲဆိုတော့ဦးဇင်းတို့ဟာကဘုရားကဟိုဘလူပြောမလဲဆိုတော့ဥက္ကလာပါနေခဲ့တယ်ဥက္ကလာပါကဒီစင်ကိုင်းတယ်60ကြိမ်စင်ကိုင်းနေတဲ့မှာသူက တရင်ကဝင်နေအုပ်စုခဲ့တယ်ပေါ့သူတို့တမိုင်းတော့ရေးတာတဲခဲ့တဲ့ဟာမှာဦးဇင်းတို့ဟာဒီဖျားဝန်းကျင်မှာရွာတွေကမရှိဘူးပြတကကြီးရပြမရွာတွေနဲ့ဦးဇင်းတို့ဖျားနေကတမိုင်းကြီးဝေးတယ်ဗျာတမိုင်းကြီးဒီမှာဦးဇင်းတို့ဘလို့အခုညလို့အနေနဲ့မသိဘူးเนาะလက်ရှိချိန်မှာလေအခုညရတော့ဦးဇင်းတို့ဒီသေးရင်ကြီးကို အရင်ပုံစံ တော့ပေါ့ဗျာမဖြစ်တော့မှဦးဇင်းတို့ဇေဒီဟိုစီပုံစံပေါ့ညာတော်မြင်45မေအာ45မေနဲ့အဲ့လိုမျိုးတွေပေါ့ဇေဒီတွေပြန်ပြီးတော့ပြုပြန်လည်တည်ထားကိုဝယ်နိုင်ဖို့အတွက်ဦးဇင်းတို့လောရမှာပေါ့အဲ့ဒါတော့ဦးဇင်းတို့မှာကိုပြောတဲ့ဖျားလဲရှိတယ်တန်ခါလဲရှိတယ်ဒါပေမဲ့ဦးဇင်းတို့မှာဒုက္ခတကူဖြစ်ရင်အဘယ်လူလာခဲ့ဘယ်ဝါလာခဲ့ပါလို့ခေါ်ရလဲမရှိဘူး ကိုဒူကိုထားပဲနီးဗျာနတ်စုကိုဖြစ်အောင်ပြန်လဲပြီးတော့တည်ထားကိုဝယ်မှာဖြစ်နေအတွက်စေဒီပြန်လဲတည်ဆောင်းဖို့အတွက်တော့ဥစဉ်တို့မှာကိုကြီးတွေလိုအပ်နေမော်ဒကာကြီးဟာဒီမှာဥစဉ်တို့စီမှာဒီတရင်တုံးတဲ့သံဃာတော်တွေအဖဖလာလာရှိလဲပြီးတော့နေထိုင်တဲ့လူအားဖလာလာရှိလဲဗျာလူအားတော့မရှိဘူးဗျာဥစဉ်တို့ဟာတိလာရှင်ကြီးနှစ်ပါးရှိတယ်အမကြီးကြီးပေါ့ဒီမှာ ီလာရန်တကြီးကြီးနှစ်ပါးဦးစင်ကိုရင်ကဦးစင်ကဦးစင်တို့ဒီမှာဆယ်ပါးကိုရင်နှစ်ပါးပေါ့တာမလီနှစ်ပါးပေါ့ဖြစ်ပြက်သွားတယ်ပေါ့ဗျာဒီဘုရားနဲ့သူညိုးပြက်သွားတယ်အဲ့ဒါလေးတွေကိုသူပြောတယ်အနေနဲ့ရရကဒီဘုရားပွဲဆိုလို့ရတော့ဦးစင်တို့နောက်လာမဲ့ကစုံလားပြေပေါ့ဒီတင်းညာမင်းရတာကစုံလားပြေမှာဆိုဒီမှာဘုရားပွဲကျင်းပတာပေါ့ဗျာ အဲ့ဒီကြတော့ဦးဇင်းတော်ထားပါတော့အဲ့ဒီဘုရားဝင်ဆိုတာတဲ့ဒီဖြစ်သွားတယ်မျက်စိသွားတယ်ဆိုတာလေးတွေကိုတော့အာဒီဘုရားနဲ့ပတ်သက်ပြီးတော့ကြားဖို့ကြားတဲ့သူတွေမြင်သိခြင်းတွေ့သိခြင်းတွေပေါ့ဗျာဦးဇင်းတော်ကတော့